This is Radio Free Asia. The following program is in Burmese. တော်တဲ့ရှင်များမင်္ဂလာပောင်းနဲ့ပြည်စုံကြပါစေရှင်။လွတ်လပ်တဲ့အာရှတန် RFA ရဲ့မြန်မာဘာသာစီစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျမကခင်ခင်ဤပါရှင်။တို့တဲ့ရှင်များရှင် ဘာလို့လက်လက်တဲ့အာရှအတန်း RFA အနေနဲ့ဆက်လက်ရည်တည်ဖို့ရမုံငွေမရေရာမှုအခြေအနေတွေကြောင့်အစီအစဉ်အလုံးကိုအကန့်အသတ်နဲ့သာထုတ်လွှင့်နေရပါတယ်။ RFA ကိုဆက်ပြီးအားပေးကြတဲ့တော်တက်ရှင်အလုံးကိုလည်းကျေးဇူးတူးတင်ပါတယ်။အခုပထမဆုံးထူးခြားတဲ့သတင်းတွေကိုတင်ပြပေးပါရစေရှင်။ ုင်ငံဘန်ကောက်မြို့ကဘင်းစတက်ညီလာခံကိုတက်ရောက်နေတဲ့မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ထိုင်းဝင်ကြီးချုပ်ပေထုံထန်ရှင်နာဝထရာတို့အေဗီလာ၄ရက်နေ့ကတီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ The Nation သတင်းကဖော်ပြပါဗျာ။ ထိတ်တီးအစည်းအဝေးမစတင်မီမှာခေါင်းဆောင်နှုတ်တွေ့ဆုံခဲ့တာဖြစ်ပြီးတဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေမူရင်စေဝါနဲ့တရားမဝင် ရောင်းဝယ်ဖောက်ကားမှုအပါအဝင်ကိစ္စရပ်တွေကိုကြည်ကြဲပြန့်ပြန့်ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်အထက်အနေနဲ့ခေါ်ဆိုရေးစင်တာလိမ့်လည်မှုတွေနဲ့အွန်လိုင်းလိမ့်လည်မှုတွေကိုပူးပေါင်းတိုက်ဖြတ်ရေးဆွေးနွေးခဲ့ကြတယ်လို့လည်းသတင်းကဖော်ပြပါဗျာ။ ဗိုလ်ချုပ်မူကြီးမေအောင်လှိုင်ဟာအဲ့ဒီနေ့မှာပဲအိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်ဒေတာနိုင်ငံများနှီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ရဲ့ညီလာခံကိုဧပြီလ3ရက်နဲ့4ရက်နှစ်ရက်တာကျင်းပခဲ့ပြီးညီလာခံကိုမြန်မာစစ်ကောင်းဆောင်ကိုတက်ရောက်ခွင့်ပြုခဲ့တဲ့အပေါ်မှာလူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်မှများအဖွဲ့ APHR ကပြင်းပြင်းထန်ထန်ရှုံချခဲ့သလို လူ့အခွင့်အရေးဖွဲ့စည်း330ကျော်ကလည်းကန့်ကွက်ရှုံချကြောင်းကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်ရှင်။ မြန်မာနိုင်ငံကလက်ရှိပြည်ပခတွေကိုအဆုံးသတ်နိုင်ဖို့သက်ဆိုင်ရာမြန်မာပြည်တော်ဝန်ကအဖွဲ့အစည်းအားလုံးအနေနဲ့တညီတညွတ်တဲ့အဖြေရှာရမယ့်အချိန်ရောက်နေပြီလို့ကုလသမဂ္ဂတူရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကဧပြီလ3ရက်နေ့မှာပြောလိုက်ပါတယ်။မြန်မာပြည်မှာကြမ်းဖက်မှုတွေရပ်တန့်ပြီးနိုင်ငံရေးကျင်းသားတွေလှုပ်ပေးဖို့လဲစစ်ကောင်စီကိုသူကတိုက်တွန်းပါတယ်။ ုလသမဂ္ဂအနေနဲ့ငင်းချမ်းရေးနဲ့မြန်မာပြည်သူတွေလိုအပ်နေတဲ့အသက်ငယ်ဆေးရေးထောက်ပံ့မှုအတွက်ဆက်ပြီးတွန်းအားပေးသွားမယ်လို့မစ္စတာဂူတာရက်စ်ကပြောပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုနဲ့ရေးပေါ်ကိစ္စရေးဆိုင်ရာညှိနှိုင်းရေးမှူးတွန်ဖလက်ချာဧပြီလ၄ရက်နေ့မှာမြန်မာနိုင်ငံကိုလာရောက်ဖို့ရှိသလိုကုလသမဂ္ဂထူးကိုယ်စားလှယ်မစ်ဂျူလီဘီရှော့လည်းလာမယ့်ရက်ပိုင်းအတွင်းမှာမြန်မာနိုင်ငံကိုသွားရောက်မယ်လို့တွင်ယူမှုချုပ်ကပြောပါတယ်ရှင်။ မြန်မာနိုင်ငံမှာတိုက်ပွဲတွေရပ်တန့်ပြီးယာယီအပြစ်ရဖို့မြို့သားညီညွတ်ရေးအစိုးရ NUG နဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေကိုအကောင့်ထဲဖော်ဖို့အတွက်အကူအညီလိုအပ်နေတဲ့သူတွေထံကယ်ဆယ်ရေးနဲ့စာနာကူညီမဲ့သူတွေကန့်သတ်မှုမရှိချက်ချင်းတွားခွင့်ပေးရမယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဗော်လ်ကာတက်ကပြောကြားပါတယ်။ ပြီးခဲ့တဲ့သတင်းဘက်ကမြန်မာနိုင်ငံအလဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်နောက်ပိုင်းစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုတွေပါဝင်စစ်စင်ရေးတွေဆက်လုပ်နေကြောင်းအစီရင်ခံစာရရှိခဲ့တယ်လို့ဆိုပါတယ် ငလျင်တင့်ဒေတာတွေမှာလေရင်နဲ့ဒရုန်းတွေအမြောက်တွေနဲ့ပါရာမော်တာတွေပါဝင်တိုက်ခိုက်မှုအနည်းဆုံး53ကြိမ်ရှိခဲ့ပြီးယာယီအပြစ်ခတ်ရစဲရေးအသက်ဝင်ကြောင်းကြေညာတဲ့ April 2ရက်နေ့ကစလို့စစ်ကောင်စီကတိုက်ခိုက်မှု14ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တဲ့အစီရင်ခံစာရရှိခဲ့တယ်လို့လည်းပြောပါတယ်ကေဇယ်လုပ်ငန်းတွေကူညီဆောင်ရွက်နေတဲ့ရဲဝဲလူငယ်တွေကိုလည်းအတင်းအဓမ္မစစ်သားစုဆောင်းတာတွေလုပ်ခဲ့ကြောင်းအစိုးရခန်းစာရရှိခဲ့တယ်လို့လည်းပြောပါရယ် ငလျင်ကြောင့်ဆူဆူဝါးဝါးထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့မြန်မာနိုင်ငံကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပေးပို့တဲ့ဆေးဘက်ဆိုင်ရာပစ္စည်းတန်ချိန်100နီးပါးရှိပြီလို့ဧပြီလ3ရက်နေ့မှာထုတ်ပြန်ပါတယ်။ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ခံစားနေရသူတွေကိုအရေးပေါ်ကုသဖို့ဆေးဝါးတွေခွဲစိတ်ကိရိယာတွေကုသရေးပစ္စည်းနဲ့ရွေးရှားကျန်းမာရေးတဲတွေပါဝင်တယ်လို့ဆိုပါတယ်။ ဒီပစ္စည်းတွေကိုထိခိုက်မှုအများဆုံးဒေသတွေကိုဖြန့်ဝေဖို့ပြင်ဆင်နေပြီးစေယုံတွေနဲ့အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့သူတွေအတွက်အထောက်အကူဖြစ်စေလိမ့်မယ်လို့ WHO ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မတ်လ28ရက်နေ့ကမန္တလေးမြို့အရှေ့မြောက်ဘက်12မိုင်အကွာကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ဧပြီလ3ရက်နေ့မနက်ပိုင်းအထိ သေဆုံးသူ386ဦးရှိပြီးဒဏ်ရာရသူ4915ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ငလျင်လှုပ်ပြေးရှိရဲ့အကြာဧပြီလ4ရက်နေ့ထိစကိုင်းမြို့မှာရက်စင်မီပြတ်တောက်နေဆဲဖြစ်တယ်လို့ဒေသခံတွေက RFA ကိုပြောပါတယ်။ ငလျင်ပေးတံကိုအစိုးဆုံးခံလိုက်ရတဲ့မြို့လူတို့ဟာငလျင်ကြောင့်နေထိုင်စားသောက်ဖို့ပြည်သူတွေရဲ့ကူညီမှုကိုရယူနေရတဲ့အပြင်အဆက်အသွယ်တွေလည်းပြတ်တောက်မသွားဖို့ခက်ခက်ခဲခဲကြိုးပမ်းနေရပါတယ်။စစ်ကောင်စီကအခြေခံလိုအပ်ချက်တွေကိုဘာမှမပြင်ဆင်ပေးနိုင်သလိုဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုလည်းထိန်းချုပ်ထားဆဲဖြစ်နေပါတယ်။ဒေသခံပြည်သူတွေဟာအခမဲ့ဖုန်းအားသွင်းလို့ရတဲ့နေရာတွေနဲ့ မိဆက်သုံးနိုင်တဲ့အိမ်တွေဖះเจ้าတွေကိုပဲအားကိုးနေရတယ်လို့ပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုံးမြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ကိုကန့်တက် MNDAA ဟာလာမယ့်ဧပြီလ22ရက်နေ့နောက်ဆုံးထားပြီးမြို့ပေါ်ကနေဆုတ်ခွာဖို့ပြင်ဆင်နေတယ်လို့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့နှိဆက်သူတူဦးက RFA ကိုပြောပါတယ်။နောက်ထပ် MNDA နဲ့နှိဆက်သူတူဦးကတော့ ကိုကန့်တက်ဟာလရှုံမြို့ပေါ်ရက်ွက်တူရနေဆုတ်ခွာပေးမှဖြစ်ပေမဲ့မြို့နယ်၃မိုင်ကွာမှာဆက်ပြီးနေရယူထားအောင်မှဖြစ်တယ်လို့ RFA ကိုပြောပါတယ်။မြမငင်းကြမ်းရေးဖြစ်စဉ်ကိုလစ်လာဆောင်ကြည့်သူတူကလည်းကိုကန့်တက်ဟာလရှုံကနေဆုတ်ခွာပေးဖို့အတွက်ကုမင်းဆွေးနွေးပွဲမှာသဘောတူညီခဲ့တာလို့ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ MNDAA ဘက်ကတစုံတရာထုတ်ဖော်ပြောဆိုတာမရှိသေးတယ်လို့ပြောခွင့်ရသူလီချဝင်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့လည်းဖုံးလက်ခံဖြစ်ဆိုတာမရှိပါဘူးရှင်။သတင်းတွေကိုတင်ပြခဲ့တာပါရှင်။အာနာသိန်းစစ်ကောင်စီကဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိယာယီအပြစ်ခံရစဲကြောင်းကြေညာထားပေမဲ့ မန္တလေးတိုင်းစကိုင်းတိုင်းနဲ့ကရင်ပြည်နယ်တွေမှာ လေးချောင်းကနေဘုံကျဲတာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့်အရက်သားတွေထိခိုက်တာတွေရှိနေပါတယ်။ကုဆိုင်ဝနာကဆက်ပြီးပြောပြပါမယ်ရှင်။စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိတနိုင်ကန်လုံးကိုယာယီအပစ်ခတ်ရက်စဲထားမှာဖြစ်ကြောင်းကြေညာထားပေမဲ့မန္တလေးတိုင်းစကိုင်းတိုင်းနဲ့ပဲခူးတိုင်းတွေမှာလေးချောင်းသုံးပြီးဘုံကျဲတာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိနေသေးပဲလို့ဒေသခံတွေက RFP ကိုဒီကနေ့ပြောပါတယ်။မန္တလေးတိုင်းတပိတ်ကြီးမြို့နယ်တွင်းငယ်ကြီးရွာနီးကိုဧပြီ3ရက်နေ့မွန်လွဲပိုင်းကစစ်ကောင်စီကဂျက်တိုက်လျင်သုံးဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဘာတိုက်ပွဲမှမရှိဘဲမနေ့ကဂျက်တိုက်လျင်နဲ့ဘုံနှလုံးလာကျဲသွားတာလို့ပြုံးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတယောက်က RFP ကိုပြောပါတယ်။ဆက်ကဆက်ကတော့တို့တို့မလ30ရက်နေ့တော့ကလည်းအဲစကူးမြို့နယ်ဘက်ကို AS လောက်တဲ့ခုဧပြီ3ရက်နေ့ရောက်တဲ့အချိန်မှာလည်း ဘွေချင်းကိုတရားစတက်လုပ်တယ်ဗျပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာထပ်ပြီးဒုက္ခရောက်အောင်စကားစားတော့လေရင်ကျဲနေကျဲနေပဲဖြစ်နေတယ်ဗျဒီလေချောင်းတိုက်ခိုက်မှုတွင်လူထိခိုက်သေဆုံးတာမရှိဘူးလို့လဲဆိုပါတယ်ဒီဖြစ်ရတဲ့ပတ်သက်လို့စစ်ကောင်စီရဲ့မန္တလေးတိုင်းပြောခွင့်ရသူစီးပွားရေးဝန်ကြီးဦးသိန်းထေးကိုအရပ်ဖြစ်ကမေးမြန်းခဲ့ရမှာစီရေးကိစ္စဖြစ်လို့သူ့အနေနဲ့မသိနိုင်ဘူးလို့တုံ့ပြန်ပါတယ်စီရေးကိစ္စလည်းကျွန်တော်မသိပါဘူးเนาะတပည့်ချင်းတော့ကျွန်တော်များလမ်းလို့ဝေးတယ်စက်ချင်းကိစ္စလည်းကျွန်တော်မသိဘူးเนาะ အလားတူစကိုင်းတိုင်းကဏီမြို့နယ်ကနတ်ကြီးအင်းချောင်းမူထောစတဲ့ရွာ၃ရွာနဲ့ရင်းမပင်မြို့နယ်ကနှောပင် ကြောက်မော်အင်းဘက်ကျွန်းပေါ်စတဲ့ရွာတွေကိုစစ်ကောင်စီတပ်ကဧပြီ3ရက်နေ့ကစက်တက်လေထီးတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ကဏီမြို့နယ်ကဖျားဇေဒီတချို့နဲ့ရင်းမပင်မြို့နယ်ကအသက်60ကျော်အရွယ်အမျိုးသမီးတယောက်ဒဏ်ရာရတယ်လို့လုံခြုံရေးအမည်မဖော်လို့တဲ့ကဏီဒေသခံတယောက်က RFA ကိုပြောပါတယ်။ နှက်ကြီးရွာရဲ့တောင်ပြောက်ရွာရဲ့မုတ်တော်ရွာရဲ့သုံးနေရာပါရမော်တာနဲ့အဲ့ဘုံလာကျဲတယ်ပေါ့နော်မုတ်တော်ရွာမှာကျတော့ဇီဒီဒီအပေါ်ကိုပြစ်တာဇီဒီတဆူရဲ့အဲ့ဇီဒီရှိရကဆွန်လို့ခေါ်တဲ့ဓမ္မယုံပေါ့နော်အဲ့ဓမ္မယုံတမိုးတွေလည်းပေါက်သွားတယ်အေးပြီ၃ရက်နေ့ညမှာတခါတကြိမ်တက်လာပြီးတော့ကိုနာကြီးခွဲကတ်မှာရင်းမပင်နဲ့အရှိချမ်းကနှောပင်ရွာရဲ့ကြောက်မော်ရွာရဲ့အင်းပတ်ရွာရဲ့မင်းညားကတော့ငါးလုံးလာပြီးတော့ဘုံချတယ် ကျွန်းမော်ရွာကအိုက်ပီသူတယောက်ပေါ့နော်အမျိုးသမီးတယောက်ခြေတော်ဦးတည်နှစ်ဖက်ထိကြိုက်သွားတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စကိုင်းတိုင်းစစ်ကောင်စီပြောခွင့်ရသူကိုအာရဖီကဆက်သွယ်မေးမြန်းခဲ့ရမှာလဲသူ့အနေနဲ့မသိသေးဘူးလို့ပြန်လည်ဖြေကြားပါတယ်စစ်ကောင်စီကပြစ်ခတ်ရဲစဲကြောင်ကြီးညာထားတဲ့ဧပြီ၂ရက်နေ့မှာပဲမန္တလေးတိုင်းတောင်တာမြို့နယ်တဲတော်ရွာကိုစက်တက်လေထီ၃စီးနဲ့ဘုံရှစ်လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကျောင်းနဲ့လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့သားညီညွတ်ရေးဆိုရ NUG ကဧပြီ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါကြောင့်အပြစ်ရမယ်ဆိုတဲ့စစ်ကောင်စီရဲ့ကြေညာချက်ဟာလီဇယ်လှည့်ပြားမှုသာဖြစ်တယ်လို့လည်းအဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဧပြီ2ရက်နေ့ညနေပိုင်းမှာပဲရှင်မြန်တက်ရင်ခမရ350နဲ့ခမရ440တက်တွေကဘကိုးတိုင်းရွှေကျင်မြို့နယ်ညောင်ရှီတော့ရွာကို87မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ပြည်သူပိုင်းအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ကင်မျိုးသားစီယုံ KNU ကဧပြီ၄ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒါပြင်ဧပြီ3ရက်နေ့မှာမူးမြို့နယ်ဟောခုတ်ကော်ကြေးရွာကိုစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့အသက်24နှစ်အရွယ်ပြည်သူတယောက်ထိခိုက်ပြီးနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ KNU ကဆိုပါတယ်။ယာယီပစ်ခတ်ရစဲမယ်လို့ကြေညာထားပေမဲ့အခုလိုလေကြောင်းနဲ့လက်နက်ကြီးတွေတုံးပြီးတိုက်ခိုက်မှုတွေရှိနေတဲ့အပေါ်မင်းမျက်နှာပုစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းတွန်းကို RFA ကဒီကနေ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူး။မြန်မာနိုင်ငံလေပိုင်းမှာ match လ28ရက်နေ့ကအင်အားအလွန်ပြင်းထန်တဲ့ငလင်လှုပ်ခတ်ပြီးတဲ့နောက်မှာ မြို့သားညီညွတ်ရေးဆိုရအန်ယူဂျီမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွယ်နဲ့ကရှင်လွတ်မြောက်ရေးတပ်မတော်တို့ကကာလတိုပြစ်ခတ်ရက်စဲထားမယ်လို့အသီးသီးထုတ်ပြန်ထားကြပါတယ်ခင်ဗျာလေချောင်းတိုက်ခိုက်မှုဆိုတာစစ်ဖြစ်နေတဲ့နေရာတွေမှာပြည်သူတွေအတွက်အကြီးမားဆုံးအန္တရာယ်တစ်ခုပါမြန်မာနိုင်ငံမှာစစ်ကောင်စီကလေချောင်းကနေဘုံကျဲတာတွေမကြာခဏလုပ်နေတာကြောင့်ကိုကိုကိုဘယ်လိုကာကွယ်ရမလဲဆိုတာကလည်းအရေးကြီးပါတယ် ်လေချောင်းတိုက်ခိုက်မှုနဲ့ကြုံရပြီဆိုရင်ဘာတွေလုပ်တင်နေဆိုတာတွေကိုမတ်တဆင်လိုင်ကပြောပြမှာပါရှင်စစ်ဖြစ်ပွားနေတဲ့နေရာတွေမှာလေချောင်းအန္တရာယ်ကနေကာကွယ်ဖို့ပထမအဆုံးလုပ်ရမှာကကျွတ်တင်တတိပေးချက်တွေကိုနားထောင်ဖို့လိုပါတယ်ဒေသဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ပြည်သူ့အုပ်ချုပ်ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့လေချောင်းအန္တရာယ်တတိပေးချက်တွေကိုနားဆွေပါဒါမှမဟုတ်ယုံကြည်ရတဲ့လူမှုကွန်ရက်ဆာမျက်နှာတွေကနေလေချောင်းတိုက်ခိုက်မှုသတိပေးချက်တွေဆိုရင်ချက်ချင်းသတိထားမှာဖြစ်ပါတယ် ဘေးကင်းတဲ့နေရာမှာခိုးလုံးပါပောက်ကွဲမှုတွေကနေကာကွယ်ဖို့အတွက်ခိုင်ခန့်တဲ့နေရာတစ်ခုရှာဖို့လိုအပ်ပါတယ်ခိုင်ခန့်တဲ့တိုက်အိမ်ဖုံးကြီးကျောင်းနဲ့စာတင်ကျောင်းတွေလိုနေရာတွေကိုရွေးပါမြေအောင်ခန့်ရှိရင်အဲ့ဒီမှာဝင်ပုံးပြီးတော့မရှိရင်အောက်ဆုံးတက် မှာအကာအကွယ်ယူဖို့လိုအပ်မှာဖြစ်ပါတယ်နေရန်တွေနီးမှာနေပါဒါပေမဲ့နေရန်တွေကိုတော့မမီထားရပါဘူးပရင်းပေါက်တွေနားလဲမနေသေးပါဘူးဘုံပောက်ကွဲမှုအားကြောင့်အစအနလွင့်စင်ပြီးတော့ထိခိုက်ဒဏ်ရာရနိုင်တာကြောင့်ပါ ပောက်ကွဲမှုကြောင့်ဗရင်းပေါက်တွေကွဲအပ်ပြီးတော့လွင့်စင်လာနိုင်တာမလို့ပလတ်စတစ်ဒါမှမဟုတ်ရင်တိတ်တွေနဲ့ဗရင်းပေါက်တွေကိုပိတ်ဖို့ကမ္ဘာ့ကျန်းမာရေးဖွဲ့ WHO ကလည်းလမ်းညွှန်ထားပါတယ်။ကိုကအဆောက်အုံရဲ့အပြင်မှာဆိုရင်ရောအကာအကွယ်ဘယ်လိုယူမလဲ။အနည်းဆုံးအဆောက်အုံစီကိုတွားပါ။ကိုရောက်နေတဲ့နေရာရဲ့အနည်းနာမှာအဆောက်အုံလည်းမရှိဘူးဆိုရင်ဒုတဲ့ကြီးတဲ့တစ်ပင်အောင်မြေချင်းကြောက်တုံးနေနာမှာပုံခိုပါ။ ဘုံအစနာတွေအပေါ်ကိုပြန်တက်တက်တာမို့ဘေးကင်းဆုံးနေရာကတော့မြေပြင်ရဲ့အနှိမ်ဆုံးမှာဖြစ်ပါတယ်။မြေပြင်မှာမောက်ချရင်လဲလက်နဲ့ခေါင်းကိုအကာအကွယ်ယူထားရမှာဖြစ်ပါတယ်။ထိရောက်တဲ့ကာကွယ်မှုကရောဘာဖြစ်မလဲ။နေအိမ်တိုင်းမှာဘုံခိုခြင်းတွေတူထားမှာပါ။အနက်လေးပင်ဝင်းကျင်နဲ့မိသားစုတွေစက်နိုင်မဲ့အကျယ်ရှိဖို့လိုပြီးတော့ထိုင်တဲ့အခါမှာဥကောင်းလုံဖို့အရေးကြီးပါတယ်။ ဝေဘောက်ကိုတစ်စစ်ချိုး album ကတူးထားခြင်းကလည်းဘုံအစနာတွေကိုကာကွယ်ပေးရာရောက်ပါတယ်။ဘုံကိုချင်းကိုလည်းရေလုံအောင် တိဆောက်ရမှာပါ။မြေချင်းထက်ကွန်ကရစ်နဲ့အခိုင်မာတိဆောက်ထားတဲ့ဘုံကိုချင်းတွေကအကောင်းဆုံးလို့ဒေတာက CDM လောက်ထားတဲ့တက်ချက်ကြီးကိုစီရကအကြံပြုပါတယ်။ဘုတ်ကိုချင်းတူးဖို့မလွယ်ရင်ဘလို့နီးလန်းနဲ့အကာအကွယ်ယူလို့ရအောင်မလဲနီးလန်းကတော့နှစ်ခုရှိပါတယ်ဆာလာအိတ်ထဲကိုတဲမြေကြီးထည့်ပြီးတော့ လူထိုင်လို့လုံတဲ့အမြင့်ထိပတ်ပက်လဲစီရပါမယ်။အပေါ်မှာတော့ခိုင်ခန့်နဲ့တန်းတင်ပြီးတော့တဲအိတ်တွေနဲ့ပြန်ဖုံးတာကတနည်းဖြစ်ပါတယ်။နောက်တစ်ခုကတော့အုတ်တိုက်အိမ်ဆိုရင်နေရံထောင်းမှာတဲအိတ်တွေနဲ့ကာပြီးတော့အကာအွယ်ယူလို့ရပါတယ်။တဲအိတ်မရနိုင်ဘူးဆိုရင်တော့ဝက်ကနှစ်ခုချာဒါမှမဟုတ်ရင်တန်စကားချာမှာမိုးကတုံးပြီးတော့မြေကြီးထည့်ထားတဲ့နေရံပြုတ်လုံနိုင်ပါတယ်။တခြားပြင်ဆင်ရမှာတွေလည်းရှိပါသေးတယ်။ဘုံကျဲတိုက်ခိုက်နေတော့မှဖြစ်နိုင်ရင် မီးမလောင်နိုင်တဲ့ပစ္စည်းတစ်ခုခုနဲ့အသားရေကိုဖုံးထားမှာပါ။မြေပြင်ပေါ်မှာလက်နဲ့ခေါင်းကိုအုပ်ပြီးတော့လှဲနေတုန်းကလည်းဗဇက်ကိုအနှဲငယ်ဟထားဖို့လိုပါတယ်။ဒါကပောက်ကွဲမှုကြောင့်အဆုတ်ထိခိုက်မှုကိုကာကွယ်ဖို့ပါ။ဘယ်နေရာမှာပုံးမလဲဘလို့ဆက်သွယ်မလဲဆိုတာတွေကိုမိသားစုနဲ့ကြိုတင်ပြင်ဆင်မှုလုပ်ထားသင့်ပါတယ်။ ရေအစားအစာဆေးဝါးဓာမီတို့လိုအရေးပေါ်ပစ္စည်းတွေကိုအိတ်တလုံးနဲ့ထည့်ပြီးတော့အသင့်ထားဖို့လည်းလိုအပ်ပါတယ်။ကြိုတင်ပြင်ဆင်ပြီးတော့လေ့ကျင့်တာတွေကို အလေးပေးလှုပ်ဆောင်ထားရမှာလည်းဖြစ်ပါတယ်ရှင်။မသစလိုက်တပြခဲ့တာပါရှင်ဒီနေ့အတွက်စီစဉ်တွေကိုလည်းဒီမှာပဲရန်နာခွင့်ပြုပါရှင်တွတ်တရှင်မြမပြည်သူပြည်သားအားလုံးဘေးရန်ရဲ့ပေါင်းမကင်းဝေးပြီးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်